တာကိဝင်းနေဟာမြတ်စွာဘုရားလက်ထက်တော်မြတ်စွာဘုရားပြိဋိဌိဘွယ်မစံခင်မှာကိုပဲဒီတာကိဝင်းမင်းမျိုးမင်းတွေတွေဟာဖြည့်ဆည်းခံကြရတာဘဇူကဖြည့်ဆည်းတာတုံးဆိုတော့သူတို့နဲ့အဆွေမျိုးမကင်းတဲ့ဝိတ္တူပမင်းကဖြည့်ဆည်းတာပဲဟုတ်လားဝိတ္တူပဆိုတာကကောသလမင်းကြီးရဲ့သားပဲလေဒါဒီကောသလမင်းကြီးနဲ့တာကိဝင်းနေရဲ့အရှုပ်ထုတ်ကလည်းပဲပြောရရင်သူကအလွန်ရှည်တယ်ဇလန်းစတာတော့ကောသလကြီးကစတာတော့ဘာလို့ဆိုတော့မြတ်စွာဘုရားနဲ့သူကအလွန်ရင်းနှီးခြင်းတယ ယဟန်တန်ဃာတွေကဆုံးကံတွေပါတွေကြွပြီးဆိုလို့ရှိရင်ဝိတာခါတို့နာတပိန်တို့အိမ်မဲဦးစားပေးပြီးတော့သွားသူ့ရဲ့နန်းတော်ပင့်ဖိတ်ထားတယ်မလားဘူးအောင်ဆိုသူကတိတ်ကယူမှမဆိုင်တာဟုတ်ရင်းနှီးမှုကလည်းတိတ်မရှိတဲ့အခါကျတော့မလားဘူးအဲ့တော့သူကနော်ဖះနဲ့အမျိုးမတော်လို့မလားဟာတကယ်လို့သာငါဖះနဲ့အမျိုးတော်တယ်ဆိုလို့ရှိရင်ဒီယဟန်တော်တွေကသူ့ရဲ့နန်းတော်ကိုကြွလာကြမှာအဲ့တော့မြတ်စွာဘုရားနဲ့နှီးဆက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ တာကီဝင်တွေဒီကိုလှမ်းပြီးတော့မင်းသမီးတယောက်တောင်းတယ်။ပြောရရင်တာကီဝင်တွေကသူ့ရဲ့အာနဇက်ပြန့်ရလက်အောက်ခံမယ်တကယ်တမ်းကကောသလာကြီးကအင်အားကြီးတာပေါ့သူကဟုတ်လားအဲ့တော့ဟိုကမပေးပဲမနေရဘူးဒါပေမဲ့ဟိုကလည်းပဲမာနာအိုးတွေလေသူတို့နဲ့အမျိုးဆက်မတူတဲ့လူကိုသူတို့ကမပေးဘူးသူတို့ချင်းချင်းပဲသူတို့ကလည်းပဲအိမ်အောင်ပြုကြတာဟုတ်လားအဲ့တော့ကောသလာကတောင်းပြီဆိုတော့မပေးရင်လည်းပဲသူတို့နှိမ့်ဆက်မှာလည်းကြောက်တယ်အဲ့တော့ဘာလုပ်တုံဆိုတော့ ဟာမင်းကြီးရဲ့တမီးတယောက်ရှိတယ်ဝါသဖခတ်တိရတဲ့အဲ့ဒါကကျွန်မနဲ့ရပြီးတော့မွေးထားတာဟုတ်လားမဟာမင်းကြီးရဲ့တမီးပဲဒါပေမဲ့မအေးရကျွန်မအဲ့တော့ကမဟာမင်းကြီးကဒီကောသလတိုင်းသားတွေကိုလှည့်စားပြီးတော့ဒီကျွန်မလေးကိုသူသမီးဟုတ်လားတကယ်လည်းသူသမီးပဲဒါပေမဲ့တစ်ဖက်ကကျွန်မဆိုတာကိုတော့ဖွက်ထားတယ်အဲ့လိုလုပ်ပြီးတော့ပေးလိုက်ရောခဏတော့ မိရငြိမ့်တော့အေးအေးသွားတာပေါ့နော်ဒါပေမဲ့လို့ဒီမယိုးသားမှုကတစ်ချိန်မှာပေါ်လာတစ်ချိန်မှာပဲချိန်တော့ဒီဝတ္တပခတ်တရားနောက်ကြတော့ตาလေးမွေးတယ်ဝိတ္တူပါတယ်တူတူပြောကြပါစို့အဲ့တော့အဲ့ဒီตาလေးကြီးလာတဲ့ခါကျတော့ဒီဝတ္တပခတ်တရားသူ့အမျိုးတွေစီလွတ်တာပေါ့ယင်းဒီမှုရအောင်ตาကြီးဝင်နေစီဒါဒီဟိုကတိတ်မလာစေခြင်းမူဂျွမ်မသားဆိုပြီးတော့ဒါမဲ့အဲ့လိုလည်းပဲအတိအခံလို့ကလည်းမဖြစ်ဘူး အဲ့ဒါနဲ့သူလာပြီဟေးလာမလို့သတင်းပေးပြီဆိုရင်ဒီဝိတုတုပမင်းသားလေးတဲ့ကြီးတဲ့လူတွေအကုန်လုံးဒီပြင်နေရပို့တယ်။အငယ်တဲ့လူတွေကိုဒီပြင်နေရပို့တယ်ကြီးတဲ့လူပဲထားတယ်။လာပြီဆိုအဝိတုတုပဘက်ရှိခိုးရတယ်။သူ့ကိုရှိခိုးမှလူတယောက်မှမရှိဘူး။လုတ်ပုံကဟုတ်လား။အဲ့ဒါနဲ့နောက်တော့ဒီဝိတုတုပအရွယ်ရောက်လာသူကလည်းနှစ်တိုင်းသွားဟန်တူးတယ်။အဲ့တော့တနှစ်မှာတော့သူအရွယ်ရောက်ပြီးတော့သူထိုင်ခဲ့တဲ့နေရာလေးကိုသူတို့လည်းပြန်သွားပြီဆိုတော့ဟိုမှာတာကွေမင်းနေရာမင်းသမီးတွေကပါလို့တုံဆိုတော့ ပြမသာထိုင်တဲ့နေရာနွားနုတ်နဲ့ဆေးရတယ်ဆိုပြီးတော့တပြစ်တောက်တောက်ပြောရင်းဆိုရင်